မိုင်းဖြဲမြို့နယ်၌ရာဂီမုံတိုင်းကြောင်းတီးနှံပျက်စီးသွားသည့်တောင်တူများထောက်ပံ့ငွေများပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းမိုင်းဖြဲမြို့နယ်တွင်ရာဂီမုံတိုင်းကြောင်းမြို့နယ်တွင်ရှိတောင်တူချို့၏စိုက်ပျိုးတီးနှံများပျက်စီးခဲ့သည့်အတွေ့နိုင်ငံတော်မှထောက်ပံ့သည့်ထောက်ပံ့ငွေများပေးအပ်ခြင်းကိုဇော်လ24ရက်နေ့နဲ့ဆယ်နေ့ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲဥက္ကဋ္ဌ ဥလာမျိုးကနိုင်ငံတော်မှတောင်သူများအတွေ့ဒီနယ်များပြည့်စည်ခဲ့သည့်အပေါ်ထောက်ပံ့ငွေများပေးရခြင်းနှင့်ဆက်လျင်း၍အမှားစကားပြောကြားခဲ့ပါသည်ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမှားစကားများပြောကြားခဲ့ပါသည်ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးတန်းထွက်လွင်မြို့နယ်ကြေးတိုင်နှင့်မြေစင်းဦးစီးဌာနမြို့နယ်ဦးစီးမှုဦးအီလျံနှင့် တာဝန်ရှိသူများက ယာဂီမုံတိုင်းကြောင့်တီးနံများပျက်စီးခဲ့သည်ဝန်လုံးနန့်ပန်ပိုင်းဟဲမိုင်းဖြက်နန့်ယွန်ကျေးရွာအုပ်စုများမှာတောင်သူ233ဦးအတွေ့တေကလျင်ကြက်တသိန်းလုံးဖြင့်တီးနံ420ဧကအတွေ့ကြက်420သိန်းကိုတောင်သူများလက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ခမညာ